ဒီဂျမောင်မီယာအတန်ဝင်နေပြီးတော့အဝေးလဲကန်းထဲမှာအမျိုးသမီးရဲ့လဲပင်းကိုရပ်ပန်းလိုက်ပါတယ်ခဏနေတော့အမျိုးသမီးကလဲပင်းအစ်ပြီးတော့အသက်ရှူကြက်လာရင်းနဲ့တေဆုံသွားခဲ့တာပါနောက်မျိုးသမီးတယောက်ကလည်းဒီဂျမမီကိုဝေပြီးအိမ်နာသွားပါရီအရိချိန်ဂျမမီကအယန်းကိုချက်လာခဲ့ပါရီတဖြည်းဖြည်းနဲ့ပို့ပို့ချက်လာခဲ့ပြီးချွတ်လို့လည်းမရတော့ပါဘူးခဏနေတော့သူမပိုင်ထီတင်းချက်လာခဲ့ပြီးတော့သေဆုံးသွားခဲ့ပါရီတကယ်တော့ဒီဂျမမီကမနေ့ပြန်ထုံးမဲ့ဒီဇိုင်းသေးဖြစ်လို့တယောက်ပြီးတယောက်စမ်းဝင်နေကြပြီးမန်နေဂျာကလည်းမနေ့ပြန်အတွက်အယန်းကိုစိတ်လှုပ်ရှားနေခဲ့တာပါ အမျိုးသမီးအားတန်ဆိုင်ခန်းနဲ့ဝင်လာတော့ခြိတ်ထားတဲ့ကျဲပေါင်းမီကိုတွေ့လိုက်ပါတယ်။နောက်တော့သူမစိတ်ညှို့ခံရသလိုဖြစ်သွားပြီးတော့ဘောင်းမီကိုကောက်ဆွလိုက်ပါတယ်။သူမခြေထောက်တွေကကိုဘသာကိုသွားကြံသလိုသွားမရပဲနဲ့တခုခုထိန်းချုပ်တာခံလိုက်ရပါပြီ။ သူမကဂျိတ်ချွန်ရရှိတဲ့ဘက်ကိုသွားနေပြီးတော့ခေါင်းနဲ့ဂျိတ်နဲ့တဲ့တဲ့ထိုးမိပြီးတော့ဒေဆုံးသွားပါတယ်။အမျိုးသမီးမပြန်လာသေးတော့ကာမာလီကလိုက်လာပါတယ်။သူမကလောင်းကိုတွေးလိုက်ရတော့မန်နေဂျာကိုအမြန်ခေါ်လိုက်ပါတယ်။သူမရဲခေါ်ဖို့လို့တော့မန်နေဂျာကမနှက်ပြန်အတွက်အနောက်ရှက်ဖြစ်မှာဆိုလို့မခေါ်ခိုင်းခဲ့ပါဘူး။ပြီးတော့နှစ်ယောက်တူတူအလောင်းကိုတဲသွားပြီးတော့ဖွက်ထားလိုက်ကြတာပါ။မနှက်ကိုရောက်တော့ကာမာလီကအလောင်းကိစ္စတွေးပြီးတော့အယောင်ပွဲမှာတော့မပြောနိုင်ဖြစ်နေပါတယ်။ ဒီဝန်ထမ်းကလည်းဂျင်းမောင်မီကိုတွေ့တွေ့ကြံသဘောကျသွားပြီးတော့ခိုးသွားလိုက်ပါတယ်။ဝေဖို့ပြင်းနေတော့မှပဲဂျင်းမောင်မီစကတူသားရဲကိုဆုပ်ဖြဲပြစ်လိုက်ပါတော့တယ်။ဒီနေ့ movie recap ကိုတလောင်းနဲ့နှုတ်ဆက်ခွင့်ပြုပါ။အသေးသေးတော့အကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါအောင်မယ်။ဆက်လက်ချစ်ခင်ပေးပါအောင်လို့ပြောကြရင်လည်းနှုတ်ဆက်ပေးရစီလားရှင်။